ဟောခင်ရပြန်လာရင်ကိုနဲ့မင်္ဂလာကိစ္စတက်မြင်လိုက်ပါမယ်။အာတငယ်ချင်းတွေအဲကမနာလို့တော့အငုံစိန်တို့ပြီးသွားလို့ရှိရင်လည်းအာအတက်ကြီးပန်းရောက်တဲ့ခါကျရင်သူတငယ်ချင်းဘဝကိုဆွဲလုလိုက်တဲ့အခါပုံစံမျိုးဆိုတော့လေနောက်ကမှမတူတဲ့ချိန်မှာအပြင်ကာရက်တာနဲ့တော်တော်ကွဲတယ်။အဲ့လိုမျိုးကိုယ့်စီမှာမရှိတဲ့အရာတွေဆိုရင်တော့အယုတ်ရှင်ကားရဲ့ကြည့်ပြီးတော့အော်ဒါကဒလုံလေးဆိုတော့ဒလုံလေးဖြစ်တတ်တယ်။ကြိုးစားပြီးတရုပ်ဆောင်လိုက်တာပေါ့နော်အဲ့လိုမျိုးဆိုတော့ တက်ချရတဲ့တကယ်ချင်းတော့ရှိရဲ့ထရောရောကိုကြတဲ့ကိုကြတဲ့ကိုလာရှိတော့ညီမရိုက်ခဲ့တဲ့ဟာကအကူရဲ့ပြီးတကယ်ဆီနီယာကြီးတွေရိုက်တဲ့ခါမှာလည်းဒါနဲ့ပတ်သက်ပြီးတော့လည်းအဲလိုစူးစမ်းရတဲ့ stress တွေရှိတယ်တော့အငယ်တွေနဲ့အစ်စ်တွေတွေမှာရိုက်တဲ့ခါမှာလည်းအာပို့ပြီးတော့လည်းအဲတော့ ် idea တက်လေးပြီးပုံစံတက်လေးတွေရတဲ့အခါမှာလည်းအပျော်စရာကြီးလည်းဖြစ်တယ်ပြီးလို့ရှင်တယ်နော်အပေးခင်များနဲ့တယောက်ဆောင်တဲ့အခါမှာလည်းပို့ပြီးတော့စိတ်ချမ်းသာတယ်ပေါ့နော်ဟုတ်ဒီဒီတစ်ခါခင်ရပြန်လာရင်ကိုငယ်ရဲ့မင်္ဂလာကိစ္စတက်မြင်လိုက်ပါမယ်အာဒီကမှာကြတော့အမျိုးပေါ့ငွေတုံးကကြတော့ငွေဘွားကကြတော့အမျိုးအာတန်းယူပေါ့နော်တန်းယူကြတော့အမျိုးအာတိတ်ပြီးတော့လဲတငယ်ချင်းတွေကြားထဲမှာလဲအပြေဆုံးကိုပြီးတော့ရင်လဲအမျိုးဘယ်လိုပြောရမလဲ တကယ်ချင်းနေတော့တိုက်ခါကြရင်အားငယ်ရတော့အာကိုလိုချင်တာတွေပါဒီလိုမလဲမရှိအာကိုလိုချင်မရတဲ့ခါကျတော့ရှင်တင်ရတာမျိုးပေါ့နော်ဟာအဲ့လိုမျိုး character လေးနဲ့သွားပြီးတော့အဲ့လိုမျိုးနည်းနည်းလေးအကြီးပိုင်းရောက်တဲ့ခါကျတော့အဲ့လိုမျိုးအာမမိုက်လေးနဲ့ပြီးသွားရင်အာငယ်ငယ်တုန်းကမရခဲ့တဲ့ဟာရတဲ့ချိန်မှာနည်းနည်းလေးအာဘယ်လိုမလဲမန်တက်သွားပြီးတော့ပေါ့နော်အဲ့လို ဝါမိသွားပုံစံမျိုးပုံစံ character မျိုးနည်းနှမျိုးတယောက်ဆောင်ထားတာဆိုတာလေးဟုတ်ဒီခရီးရလည်းငါတို့ထားဝယ်မလုံးနေရမင်းတွေးမှုလေးကူတော့ဒီကားထဲမှာကျတော့အမျိုးအာတငယ်ချင်းညီကြမ်းကမနာလို့တော့အငုံစိန်တို့ပေးသားလို့ရှိရင်လည်းအာ အတက်ကြီးပန်းရောက်တဲ့ခါကျရင်သူတငယ်ချင်းဘဝကိုဆွဲလုလိုက်တဲ့ခါပုံစံမျိုးဆိုတော့လေနောက်ခုကမတူတဲ့ချိန်မှာအပြင်ကာရက်တာနဲ့တော်တော်ကွဲတယ်အဲ့လိုမျိုးတခြားလူမှအမျိုးအာမနာလူမုံထားစိတ်တို့ပြီးတော့ရင်တချို့မကောင်းတဲ့စိတ်တို့မတွေးတော့တခါမှလူပဲပေါ့နော်တွေးတော့တွေးဘူးလေဒါပေမဲ့မတွေးပြအောင်တော့အတက်နိုင်ဆုံးနေရေးစူးစမ်းရတယ်ဒါပေမဲ့ဒီကားမှာじゃအဲ့လိုပုံစံမျိုးဆိုတော့အာ ဘယ်လိုပြောမလဲစိတ်ကမထည့်ရတယ်စိတ်ကိုထည့်ရတယ်ပြီးတော့ရင်တချို့အာကိုမလုံးတက်တဲ့အရာတွေကိုအာကိုအဲ့လိုမျိုးကိုယ့်စီမှာမရှိတဲ့အရာတွေဆိုရင်တော့အယုရှင်ကားကြီးကြည့်ပြီးတော့အော်ဒါဒါလိုလေးဆိုတော့မျိုးဖြစ်တတ်တယ်ငါဆိုရင်ရောဆိုတာနဲ့နှစ်ခုပေါင်းပြီးတော့အဲ့မျိုးတယောက်ဆောင်စူးစမ်းပြီးတယောက်ဆောင်လိုက်တာပေါ့နော်အဲ့လိုမျိုးဆိုတာမျိုးပေါ့ဘာပြောရလဲ က်သွားတဲ့အချိန်မှာကျတော့အမျိုးအပြင် production ရိုက်တဲ့ခါမှာတော့အာအာလိုရမလဲကိုဘက်ကနေပြီးတော့အကောင်းဆုံးစူးစမ်းရဲအကောင်းဆုံးပြင်ဆင်တယ်ပြီးရင်အကောင်းဆုံးကိုလုံးနိုင်တာကိုအပြည့်အဝလုပ်ပြီးရဲဒါနဲ့ပတ်သက်ပြီးတော့လည်းစိတ်လေးနှစ်ထားတယ်အဲခါကျတော့အာဘယ်လိုပြောရမလဲအကောင်းဆုံးလုပ်ခဲ့တဲ့ခါမှာအော်ဒါတော့ငါလုပ်နိုင်တာအကောင်းလုပ်ဘူးကျန်တဲ့ဟာကကျတော့အမျိုးအာစိုးရိမ်တာကြောက်တာကြထက် ကိုစ조사နိုင်တဲ့ပိုင်း조사ပြီးသွားတဲ့အခါကျရင်အာအကောင်းဆုံးဖြစ်လာမှမျှော်လင့်လိုက်တာပေါ့နော်ဟုတ်ဆိုအရင်စိုးရင်ပြီးတော့အမျိုးအဆင်ပြေပါမလားဆိုတော့စိတ်ထားလို့ရှင်ကတကယ်ဖြစ်သွားတယ်လေဘာလို့တခါကျရင်လူကစိတ်ကဦးဆောင်လာဆိုတော့လေအာစိတ်ကနေပြီးဟာငါမဖြစ်နိုင်ဘူးဆိုလို့ဖြစ်လာတော့ဆိုတော့ငါအဆင်ပြေသွားလိမ့်မယ်လို့တွေးထားတဲ့အချိန်မှာတော့အာအဆင်ပြေသွားမယ်လို့တော့မျှော်လင့်လာမယ်ပေါ့နော်အဲ့တော့မပြောရစိတ်ကြည်တော့မရှိဘူးမဟုတ်ရှိရဲဒါပေမဲ့ကောင်းတဲ့ဘက်ချင်အောင်တော့ပို့ပြီးတော့တွေးဖြစ်လိုက်တယ်ပေါ့နော်ဟုတ် အဲ့တော့ဟိုပေါ့တယောက်တည်းအခုလိုမျိုးဒါဒီ stand ရတဲ့ဟိုပေါ့နော် feeling နဲ့ကိုရေပေါ့နော်အခုလိုကိုအကူနဲ့အဲ့လိုမျိုးတွားရတဲ့လမ်းကြောင်းနေဆိုတော့ဘယ်ဟာကို လုပ်ချင်တယ်။နှစ်ခုစလုံးကြိုက်တယ်။ဒီနောက်ကစားကြိုက်တယ်။ဘာလဲဆိုတော့အကိုနဲ့တွားတဲ့အခါကျတော့လည်းအမျိုးပေါ့ပေါ့ပေါ့ပါရှိရယ်ပေါ့ပေါ့ပေါ့ပါဆိုတာပေါ့နော်အကိုပါတယ်ဆိုတော့စိတ်ချမ်းသာရယ်ပေါ့နော်အဲ့လိုပေါ့ပေါ့ပါရှိရယ်ပြောလို့ရှိရင်ကာရိုက်တာမှာကြာတစ်ခုခုလိုပါတယ်ဆိုရင်တော့အကိုရီးဆိုပြီးတော့အညီမလေးစိတ်မပူနဲ့ဆိုပြီးအဲ့လိုမျိုးဆိုတော့လေနည်းနည်းလေးစိတ်ကနည်းနည်းလွတ်လပ်တယ်ပေါ့နော်ပြီးတစ်ခုခုဆိုကြီးကြရရတာအကိုနဲ့တွားတဲ့ဟာပေါ့ ာအပြင် production နဲ့ကြတော့အာလဲအငါလုံနိုင်တဲ့ဟာအကောင်းဆုံးငါလုပ်ရမယ်ငါစူးစမ်းမယ်ဒါကိုအာအချင်းပြေလေးနဲ့ဖြတ်သွားအောင်အတွက်စူးစမ်းမယ်ဆိုရဲဒီဘက်ချက်ပြီးရင်နောက်တစ်ခုကအကုန်ပါတဲ့အခါတယောက်တည်းဆိုရဲ stress တွေရှိရယ်ပြီးရင်အာဆိုးရင်စိတ်တွေရှိရယ်ဒါပေမဲ့အကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်။ဘာလေးဖြစ်လာမလဲဆိုတာကိုလည်းရင်ခုန်တယ်။အဲ့တော့နောက်ခုက vibe ကမတူတော့လေ။နောက်ခုကျွန်တော်လည်းကြိုက်တယ်။အရင်ကကတော့နုနုနယ်နယ်လေးပေါ့နော်။နုငယ်ဆိုတဲ့ character လေးနဲ့ စတဲ့ပြီးတော့အကူနဲ့ရိုက်တဲ့နေတစ်ပေါ့နော်အခုကလည်းအမျိုးကတ်တရင်းပေါ့နော်အဲတခုနဲ့တခုကပုံစံလေးတွေမတူတဲ့ခါကြတော့လည်းအာစူးစမ်းထားရပြီးဒီပုံစံလေးကလည်းအရှိမရိုက်ခဲ့တဲ့ပုံစံလေးတွေလည်းမတူအဲ့တော့ကာရီတာတခုအစ်တတခုနေနဲ့အာရိုက်ထားတဲ့ခါကြတော့အမျိုးအပိပအောင်ပြီးတော့ဝေဖန်ချမ်းပြီးပြီးတော့လည်းအာအပိပအောင်လို့ပြောချင်ပါတယ်